တဟုံးတို့ခုဆိုကြပါစို့သာသနာတွင်မှာနော်အထုအထိအတိညာဘာလဲလို့မေးမဉ္ဇဉ်ပူညာပေါ့နော်နိဗ္ဗာန်ချမ်းသာကိုတောင်မြင်နိုင်တဲ့သိနိုင်တဲ့ဉာဏ်ပညာမျိုးဘုန်းတို့ပုထုဇဉ်တွေမရရှိဘူးသေးတဲ့ဉာဏ်ပညာမျိုးပေါ့အဲ့ဒီဉာဏ်ပညာကိုရဖို့အတွက်ပဲဘုန်းတို့ကြိုးပမ်းကြတဲ့အထုကြအချို့လည်းဘုရားဘာသာဝင်နေတာဖြစ်နေတာပဲအဲ့ဒီဉာဏ်ပညာကိုကြားဖို့အတွက်သိပြီးရည်ရွယ်ချက်မရှိပါဘူး။ကြားရခေါင်းမှလည်းတချို့လည်းမသိပါဘူး။ တရားကိုရလို့တဲ့စိတ်ရှိအောင်တောင်မှများလို့အများစုကတော့ခါပြော့ပြော့ပါပဲဒါမင်းရလို့ဝန်းနေတယ်ခြေခွဲတယ်ဟွန်းမရှိဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်တရတရအချိန်ကုန်သွားတယ်ငါမင်းညာပူညာရကျင်တာဆိုတဲ့စိတ်ထက်ထက်တန်တန်ဘယ်နှခါဖြစ်တော့နော်အကြောင်းတိုက်ဆိုင်လို့ဣဒံမေပူညာနိဗ္ဗာန်တပစ္စယဟောတုဆိုတာတောင်မှမစဉ်းစားမိပဲမတွေးမိပဲဆိုလိုက်တာပဲမင်းညာပူညာကိုရကျင်တာဆွေးရပါစို့ခုနှစ်နာရီတွေးရင်မနေ့ကင်းသမင်းစားရမယ်၆နာရီဘွယ်လောက်ထဲရတာသမင်းကစားနေတယ် ဓမင်းစားကြတယ်ဓမင်းစားကြတယ်အဲ့ဒီဓမင်းစားကြတဲ့လောက်မဉ္ဇဉ်ပူဇော်ကိုရခြင်းနဲ့စီရှိလားကာလေးတွေးကြည့်ရနော်ဓမင်းစားကြတဲ့လောက်လေးတောင်မရှိဘူးဆိုမှတော့မရတာပါဆန်းတော့ဟုတ်တယ်မို့လားအဲ့လောက်လေးတောင်စိတ်ဆန္ဒမထက်တန်ဘူးနော်ဒီဟာကိုအဲ့လောက်လေးတောင်မှရလို့တဲ့စိတ်မရှိဘူးအဲ့ဒါကြောင့်မရတာပဲဟုတ်လားယေရှုဘုရားက တခုခုရဖို့အတွက်အောင်မြင်သွားဖို့အတွက်ပြီးမြောက်သွားဖို့အတွက်အခြေခံပြည့်စုံမဲ့အကြောင်းတရားကြီးလေးမျိုးကို80ဘတ်ဆိုတဲ့နာမည်နဲ့ဟောတာရှိအိဒီယာပါတော့80ပါတော့80ဘတ်80ဆိုတာအောင်မြင်သွားတာပြီးကြီးသွားတာကိုရချင်တာလေးရသွားတာကိုဖြစ်ချင်တာလေးဖြတ်ဖြစ်သွားတာကို80လို့ခေါ်တယ်ပါရဆိုတာကတော့အခြေခံအကြောင်းတရား80ဘတ်တရားလေးပါနော်တခုခုရဖို့ဖြစ်ဖို့အတွက်ရှိကိုရှိရမယ်အခြေခံအကြောင်းတရား၄ပါအဲ့ဒီ၄ပါးနဲ့ပြည့်စုံရင်ဘယ်သူမှတအားလို့မရဘူးပြည့်စုံမှာရသွားမှာဖြစ်သွားမှာ ခုအဲ့ဒီအခြေခံပြည့်စုံမှုအကြောင်းတရား၄ပါးကျွတ်လို့မယ်နဲလို့တချို့ကြမ်းလည်းမရှိလို့ဒါတော့ပြောမှာအာနာလို့ပြောတာတချို့ကရှိကိုမရှိဘူးတချို့တော့ရှိတယ်ဒါပေမဲ့ရှိကမတ္တလေးပဲနည်းနည်းလေးပဲအခြေခံပြည့်စုံမှုအကြောင်းတရားတွေဟာချွတ်ယွင်းနေတယ်အဲ့ဒါပါလေတော့ စန္ဒိဋ္ဌိပတ်စန္ဒဆိုသောပြည်စည်းခြင်းရဲ့အခြေခံကြောင့်တရားဝိရိယဋ္ဌိပတ်ကြိုးစားအထုတ်ခြင်းဆိုသောပြည်စည်းခြင်းရဲ့အခြေခံကြောင့်တရားစိတ်ဒိဋ္ဌိပတ်ဒီထဲမှာစိတ်နှစ်ထားခြင်းလို့ဆိုတဲ့ပြည်စည်းခြင်းရဲ့အခြေခံကြောင့်တရားဝိမာန်တိဋ္ဌိပတ်ဒါဝရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းကိုတည်တယ်လှုပ်တဲ့အခါမှာလည်းပဲမတက်တက်မှတ်သွားအောင်မတိမ်ဆောင်းအောင်လှုပ်နိုင်တယ်ဝိမာန်သာပညာပေါ့နော်စန္ဒရဲ့ဝိရိယရဲ့စိတ်ရဲ့ပညာဒါဘာလဲအဋ္ဌိပတ်တရားပေါ့ ဋ္ဌာန်းရွတ်တဲ့အခါမှာအဓိပတိပစ္စည်းရောက तू तू သူ့ကိုပြောတာနော်ဟုတ်တယ်မို့လားငယ်တဲ့အစားရတာလေသန္တာဝတ္တကိဏ္ဍမကမ္မနိုင်သိနာသိတတိပြင်းထန်တဲ့သန္တာရှိတဲ့ပုဂ္ဂိုလ်တွေမှာအောင်မြင်တဲ့အရာဆိုတာမရှိဘူးအမေမဆုစားဘဲတောင်ကျွတ်လို့ရေးထားတာဝိရိယဝတ္တကိဏ္ဍမကမ္မနာသိစတိနော်ပြင်းထန်တဲ့ဝိရိယရှိတဲ့ပုဂ္ဂိုလ်တွေမပြီးစီးတဲ့အရာဆိုတာမရှိဘူးဘုရားဟောတဲ့ဒေသနာတွေအဲ့ဒါတည်းအဲ့တော့ဇာဝတ္ထရင်ရေးတာကဗဇက်ကပဲညွတ်နေတာတကယ်အကောင်ထင်မှမပေါ်ပဲနဲ့အဲ့တော့အဲ့ဒီပြည်စည်းခြင်းအခြေခံကြောင့်တရား၄မျိုးတည်းမှာ မဇူကောင်းဆောင်နေတော့မဇူကိုယင်ဟောတာဆန္ဒခုနအဲ့ဒါကိုပြောတာထမင်းစားလို့တဲ့ဆန္ဒလောက်တော့မဉဏ်ရပူဉဏ်ရလို့တဲ့ဆန္ဒကမထက်တန်ဘူးဆိုမှတော့ဘယ်လိုလုပ်ပြီးတော့မဉဏ်ပညာရမှာတော့ဟုတ်လားအဲ့တော့ဘာပြောနေတာဘုံဘောကဒီဉာဏ်ပညာကိုရလို့တဲ့ဆိုလို့ရှိရင်ဘုံဘုံတို့မှာဒီအခြေခံအကြောင်းတရားကြီး၄မျိုးပြည့်စုံရမယ်ဆိုတော့ပြောရင်းနဲ့တရားပေးထွက်သွားတာဟုတ်လားခုဒီမှာမြတ်စွာဘုရားပညာကြီးမားခြင်းနဲ့ဆိုလို့ရှိရင်ပညာရခြင်းနဲ့ဆိုလို့ရှိရင်ပြည့်စုံရမယ်အကြောင်းတရား၄မျိုးမှာအပါဘလို့ဟောတာလဲ သူတော်ကောင်းနဲ့ပေါင်းရမယ်သူတော်ကောင်းတရားကိုကိုနာတဲ့ကိုရောက်အောင်ကြိုးစားရမယ်ပြီးရင်ကိုယ်စိတ်ကတွေးတဲ့အတွေးတွေမြင်တဲ့အမြင်တွေဟာတဘာဝကြားရမယ်ကျောင်းနေတော်မြတ်တိကာလဟုတ်လားပြီးရင်မတော့မလို့မြတ်စွာဘုရားသင်ပြထားတဲ့အတိုင်းနိမန်လမ်းမှာသူတော်ကောင်းတရားလျော်တဲ့အကျင့်ကိုကျင့်ရမယ်ဓမ္မနုဓမ္မပฏิပတ္တိတဲ့အဲ့ဒီမှာဘုန်းဘုရားဒီမှာလေအစီအစဉ်လေးကဘယ်လိုသွားလဲသူတော်ကောင်းကိုပေါင်းရမယ်သူတော်ကောင်းတရားနာယူရမယ်အတွေးမှန်ရမယ်မြတ်သောကျင့်ကိုကျင့်ရမယ်လေးမျိုးဒီလိုသွားတယ် အဲ့ဒါလေးကိုရောင်းမြန်လေးပြန်သွားကြည့်ခြင်းတယ်သူတို့လေးခုရဲ့ဆက်ဆက်မှုကဘလောက်ကြီးကြီးမားမားရှိနေလဲဆိုတာကိုသတိထားမိဖို့တကယ်တည်ရူးဉာဏ်တို့ကိုရတယ်ဆိုတာသူတို့ကောင်းတရားကိုကျင့်မှရတာဟုတ်လားအခုရဟနာဖြစ်တယ်လို့နာမည်ကြီးကြတဲ့ဆရာတော်ကြီးတွေရှိတာဟာသူတို့ကဘဝနဲ့လဲပြီးတော့ကိုလှုပ်တာနော်သေသေးသေးကျေးရှုပြီးတော့လှုပ်တာနော်ဟုတ်လားနာမည်ကြီးမှုလှုပ်တာလည်းမဟုတ်ဘူးသူတို့ကကြီးရွက်ချက်ကအကြီးကြီးရှိတယ်ဒါရဖို့တည်ရင်တည်ပဲရှိရှိလို့တော်လေးတောင်းထဲမှာချုပ်တပားလေးနေပြီးတော့ကျင့်ကြရတာရှိတယ် ဒါပါတော့ဓမ္မတို့ဓမ္မပฏิပတ္တိကျင့်တယ်တကယ်ဆိုလို့မြင်မဲ့ကျင့်တယ်လူတွေလည်းကျင့်ရတယ်အိမ်လေးနဲ့လည်းကျင့်ရတယ်နော်သတိပဋ္ဌာန်ကိုလေ့လာကြည့်လိုက်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုလေ့လာကြည့်လိုက်အိမ်လုံးသားမွေးဘဝနဲ့လှုပ်လို့ရတယ်အမြင်လုံးနေကိုပဲတူပါနော်ဒီစီဝါရေးတဲ့အလုပ်တွေကိုမလုပ်မလုပ်ဖဲနေမှဒီဟာကိုလှုပ်လို့ရတာမဟုတ်ဘူးအဲ့ဒါကိုလှုပ်ရင်းနဲ့လှုပ်လို့ရတယ်ဘုရားဆရာဘုရားလက်ကလက်ထက်ကအရိယာတွေဆိုတာလူတွေကများတာတကယ်တမ်းကဒကာဒကမတွေကများတာ သဘောပေါက်ရလားကျင့်လို့ရဆိုလိုတာကပညာကြီးကျင်တဲ့ပညာအစစ်အမှန်ကိုတကယ်ရကျင်တယ်ဆိုလို့ရှိရင်ဘာလို့ရမလဲတရားကျင့်ရရင်ဟုတ်ပြီနော်အဲ့ဒါကိုဘုန်းတော်လက်ခံရနော်အဲ့လို့ဆိုရင်တရားကျင့်ဖို့အတွက်တရားကျင့်တဲ့အနေအထားလေးကိုရောက်အောင်ဘယ်သူကတွန်းဖို့မှလဲအဲ့ဒီနေရာလေးကိုရောက်အောင်ဘယ်သူကဆောင်းသွားမှလဲယောနိသုံးမိနစ်တီကာရကတွန်းလိမ့်မယ်အခုဘုန်းတော်မှာတရားကျင့်တာအားနည်းနေတယ်တချို့မကျင့်ဘူးဆိုတာ သူ့မှာတရားကျင့်တဲ့နယ်လို့မြင်တဲ့အမြင်မှန်အတွေးမှန်ကိုမရှိသေးဘူး။ဘုံတို့တခါလင်ကိုတို့လေးထိုင်ပြီးတော့တရားအားထုတ်တယ်ဆိုရမှာ။အဲ့ဒီအနေထားလေးရောက်ဖို့အတွက်ရှေ့မှာအရင်းအီးတွေအများကြီးရှိအနီးကဆုံးအရင်းအီးရတော့ရုံးနေတော်မလဲဒီကာရပဲ။ငါလုံးမဖြစ်မှာငါလုံးမဖြစ်မှာ။ဒီလို့ဟာလွန်တန်မှုရှိတယ်။ဒါအောင်ငါလုံးကိုလုံးမဖြစ်မှာ။ဒီအတွေးကသူ့ကိုလုံးမိသွားစေတာပဲ။ဘယ်သူမှတော့နဲ့ရိုက်ခိုင်းလို့ရတာမဟုတ်ဘူး။ကိုယ့်ရဲ့အတွေးမှန်ကကိုယ့်ကိုမြင့်မြတ်တဲ့အကျင့်ကိုကျင့်နိုင်အောင်ကျင့်ပြည့်အောင် သူကအကြောင်းတရားကြီးနေအကြီးသူပြုနေတာတရားဘာကြောင့်မကျင့်နိုင်တာလဲလို့မြဲအဲ့ဒီယုံဒီတုံဒီတကလာအာနေတယ်သူ့ရဲ့အတွေးတွေလမ်းချော်နေတယ်သူဒီပညာတွေရကျင်နေဒီပညာတွေဖြစ်ကျင်နေအဲ့တော့ဒီပညာတွေပဲတွေးဒီပညာတွေပဲလှုပ်ဒီပညာတွေပဲအချိန်ကုန်နေတယ်ဒီဘက်ကိုရှောင်မလားဟုတ်ပြီနော်ဆက်ဆက်မှုရှိရနော်ယုံဒီတုံဒီတကလာနဲ့ဓမ္မတို့ဓမ္မပိပတိ